ဖုတ်ဘောမှာစားရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါဆိုတော့ Chelsea Chelsea ပွဲကတော့ပြီးသွားပြီပေါ့နော် Tottenham Hotspur ကို Spurs ကိုလည်းဟို Chelsea ကလည်းတကယ်တော့သုံးမှတ်လို့ပြောရတော့အောင်ဟိုနိုင်လား Spurs ကိုမှနောက်ဆုံးဒီဘက်မှာသုံးမှတ်နိုင်လားမသိဘူးတိုင်ဝဲဆိုမှလည်းနောက်ဆုံး9ဘွဲမှာ6ဘွဲနိုင်တယ်နောက်ဆုံး10ဘွဲမှာ9ဘွဲနိုင်တယ် ဆိုလိုတာစပါးစ်နဲ့တွေ့ရင်ဂျာစီကသုံးမှတ်ဆိုတဲ့အနေအထားကိုဖြစ်နေတာပွဲကဂျာစီကသာကောင်းပါတယ်ကောင်းတယ်ဆိုတော့ပဲတော်တော်ဟော့စပါးစ်ကဟိုစိတ်ထဲမရှိခြေစွမ်းမရှိနှီးပြွားမရှိကစားနေတာတစ်ဖက်ကပြန်ကြည့်ရင်တော့ဂျာစီကသာသမားတွေရဲ့အလုံးလုံးပုံကြောင်လဲပါတယ်ဂျာစီကသာသမားတွေဒီပွဲမှာ ဟိုအလုတ်စူးစမ်းမှုကတော့ကျွန်တော်10 out of 10ပဲအဲနည်းနည်းပါရည်နဲ့ရည်ရှိတဲ့အပိုင်းလေးမှာပြီးတော့ဒီညံညံသွေးပိုင်းမှာတော့နည်းနည်းလိုတယ်အန်ဆိုမာရော့စကာတော့ပြီးခဲ့တဲ့ပွဲမှာဆိုစနလုံးကိုသူတို့မထင်မှပဲရှုံးခဲ့ဒါပေမဲ့အန်ဆိုမာရော့စကာကအသင်းကိုအခုဆိုလဲဒီပွဲမှာသူတို့ထုတ်တဲ့လူချင်းမှန်တယ်လူသားလဲမှုတွေလုပ်တဲ့အချိန်မှာဝင်တဲ့ကစားသမားတွေဝင်တယ် ဒါအတိမတ်ပြူတယ် Spurs ကတော့အစတည်းကသူ့ပြဿနာနဲ့သူအထူးသဖြင့် Donald Hoff Spurs Stadium ဒီ hari ၄ဘွဲမှာတော့တမှတ်ပဲရတယ်တ Thomas Frank ရဲ့အတင်းကဆိုအိမ်ကွင်းကတော်တော်ပြဿနာဖြစ်နေတယ်အိမ်ကွင်းအရင်ပြဿနာဖြစ်နေတယ်ဒီဘွဲမှာလည်း Chelsea ကိုဟို game တစ်ခုမှာအနိုင်ရလက်အတွက်သို့မဟုတ်စောင့်ဆောင်ရေးကောင်းအတွက်တိုင်းတာတဲ့ matrix တွေရှိတယ် အဲရီအက်စပတ်မှာချယ်ဆီကကြီးပဲအကုန်အသာရတာဆိုတော့ဒီဘွဲကချယ်ဆီနိုင်ဖို့ကလွယ်ပြီးမရှိတော့တကယ်ဆိုတီးထက်ကိုပြတ်တယ်လားဂျာဝဘတ်ရိုအခွင့်အရေးတွေတော်တော်ဖြုံးနေလို့ခွင့်အရေးဖြုံးနေဆိုတာကရုပ်ပြဆင်းပြတီဖြုံးတော့တော့မဟုတ်ဘူးဟော finishing ကဒီထက်တော့ပို့ပြီးတော့သွေးအေးတင်တော့နော်ဟိုအပိုင်းအခွင့်အရေးတွေပဲပြီးတော့ target တွေလည်းထိတယ်ဒါပေမဲ့မကူခဲ့ဘူး မကိုးခဲ့လို့ဒီတော်တော်ဟောက်ကတိထပ်ပို့ပြီးတော့ရောပြဆင်းပြန်မှာရှောင်းမိုင်းဇက်စကိုက်ဇီရိုကတော့တော်တော်ကြောက်စရာကောင်းတယ်ဒီဘက်မှာလေကိုက်ဇီရိုကအင်းနှလုံးတက်ပြီးတော့ကစားနေတဲ့ကစားသမားအစုံနှလုံးနဲ့ကစားနေတဲ့ကစားသမားအဲ့ဒီဒီမာရက်စကာရဲ့ဆော့ချာတစ်ခုလုံးကလည်းကိုက်ဇီရိုကြောင့်အန်ဆိုဖရန်ဒက်စ်က ာလို့ချိန်မှန်းမသိဘူးဒါကကြတော့ကစားတာကောင်းပါလေသူ့ကိုဟိုသဘောလေးကြားတယ်ဗောနော်ဒါပေမဲ့ဒါကျန်အခုဒီလိုပွဲမျိုးဆိုအန်ဆိုဖနာဒက်ကဘာလို့ချိန်မှန်းမသိဘူးကြောင်တောင်နဲ့ဆိုတော့ကို့ဇုံကြီးကိုကပ်ကြီးထားရခဲ့ပြီးတော့တက်တက်သွားတာလေတက်ချင်တိုင်းတက်တက်သွားတာလေမလေးဒီ스파스ကိုကတော်တော်အဆန်ချောင်းနေလို့스파스ကိုကတကယ်လေးဥဖြစ်နေလို့ အဲ့အန်ဆိုဖန်နန်ဒက်စ်အဲ့လိုကြီးဒါလုထားကြင်လို့ထားရလို့မရဘူးလို့ကျွန်တော်တို့ယူဆတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ဝါဆက်စကိုက်ဆီလိုကပိုပင်မန်းတယ်တော်တော်ပင်မန်းတာဒီဘွဲမှာဒီကိုအသင်းရဲ့ရှိတ်ကိုမပြတ်အောင်လဲတာဝန်ယူရတယ်ပြီးတော့ဘောဝင်းနင်းလဲတာဝန်ယူရတယ် interception တွေလဲတာဝန်ယူရတယ် interception တွေကတော့တာဝန်ယူရမှာမဟုတ်ဘူးเนาะဒါသူ့ရဲ့ဒီ game ကိုဖတ်နိုင်တဲ့ region ကြောင့်ပြီးတော့ ဒီ key moments တိုင်းမှာ Tottenham Hotspur အနေနဲ့ဒီဇုံလေးကလွတ်ထွက်သွားရင်အခြေအနေကောင်းသွားနိုင်တယ်လို့ထင်ဒီဒီ kai စလို့ရှိနေတယ်အသင်းရဲ့ better play မှာလည်းသူဝင်ပါပြီဆိုတော့ဒီဘက်ကဒီ race တို့ဆိုလဲကစားတာကဟိုတော်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 ညံ့တယ်ဗျာ race game ဆိုကြည့်ရင်တော့ကောင်းသလိုပဲကြိုးလည်းကြိုးစားသလိုပဲဒါပေမဲ့သူ့စီကနေဘောလုံး position အဲ့ထားမှာကွင်းလယ်မှာဘောလုံးကို ကင်ထားပြီးတော့ဟိုကိုယ်တိုင်ကလည်း natural position မဟုတ်တဲ့ခါကျတော့အရှိအနောက်ဘေးဘယ်ညာကြည်တက်တဲ့မျိုးလုံးတွေမပါဘူး degree တွေမလှည့်ဘူးအနောက်ကသူ့ကိုဖျက်ဖျက်ပြီးတော့ PR ပေးဘောလုံးပြက်အဲတခါလေကျတော့ကန်ကောင်းလို့ foul ဖျက်သွားတာတခါလေကျတော့ဘောလုံးမပါသွားတော့သူ့လိုမျိုးတွေအဲ့တော့အဲ့ဒီအရာတွေအကုန်လုံးအတွက် recovery runs တွေကိုလိုက်ရတာလေ biceps ကိုက်စီလိုပဲအော်ကိုက်စီလိုသာဟိုဒီပွဲမှာဒီတော့ကောင်းအောင်မကစားနိုင်ရယ်ချယ်စီကလည်း ဟို spars နဲ့အပြိုင်လိုက်ညံ့နေပါဒါပေမဲ့ခတ်တာကိုင်စီရိုကတော်တော်ကောင်းတယ်သူ့ရဲ့ဒီ pressing အခု900ရသွားတဲ့ဘောလုံးကကျွန်တော်အရန်ကြည့်ကြည့်တယ်တကယ်တော့50 50 challenge တွေမဟုတ်ကျွန်တော်30 80 challenge တွေ30 80 challenge ကိုကဘောလုံးပါသွားဖို့များတယ်ပြတ်သွားဖို့များတယ်သို့မဟုတ်ကိုက found လို့လိုက်ဖို့ found လိုက်ရဖို့ found လို့လိုက်ရဖို့များတယ်ဒီပြိုင်ဘက်အသင်းက found ရသွားနိုင်တယ်ဆိုတော့ဒီ situation နဲ့ကြိမ်စလုံးကို သူပေါ့ဘောဝင်နေဖြစ်ခဲ့တယ်။အဲ့ဒီနှစ်ကြိမ်ကြားထဲမှာဘာရိုနာဒိုဘာလို့မှမသိပေးလိုက်တယ်။အဲ့ဒီအခုပထမတစ်လုံးသူဘောလုံးဖြတ်တယ်။သူနဲ့နက်ထိုနဲ့ဘောလုံးလုံးနေတဲ့အခြေ။နက်ထိုကဘယ်ဘယ်ဘသူရွေပြီးဘာဘာလို့လိုက်မှမသိဘူး။အဲ့ဘောလုံးကလည်းတော်တော်ညံ့တဲ့ဘောလုံး။ဘသူမှမရှိတဲ့နေရာဘောလုံးထွက်သွားတယ်။အဲ့စပါးကဘောလုံးရမှာ။ဒါပေမဲ့အဲ့ဒီလိုကရအောင်ဆက်လိုက်တယ်။လိုက်ပြီးတော့ဗန်ဒဗန်နဲ့အညီမှာနောက်ထပ်38 challenge အဲ့30သမားကပဲထပ်ပြီးအနိုင်ရပြီးအပိုင်းအခွင့်အရေးဖြစ်သွားတာအမလေသူတဘူကောင်တော့ဆန်ပြီးကန်လိုက်ကိုကြမှာကိုမှာနောက်ကိုရောက်အောင်ခဲရခဲစပြန်ချိုးပြီးတဲ့အချိန်ပက်ထရိုနာတို့ကိုသွန်းသွားတာဆိုတော့လုံးဝဒီပွဲအတွက်တကယ်သူရဲကောင်တကယ်ဟီးရိုးတကယ်ဟိုချီးကျူးရမယ့်ကစားသမားတကယ်ခေါင်းဆောင်ကစားသမားတော့မာဇက်စကိုင်စီလိုပဲရုပ်ပိုင်းဆိုင်ရာအရာရောအစိတ်ကြပိုင်းအရာရောတသိန်းလုံးကိုလိုက်သူ့ကိုကြည့်ပြီးကျန်တဲ့ကစားပေါ်တွေဟို မခိုရဲတော့ဘူးဆိုတဲ့ပုံစံမျိုးအထီကိုအသိကိုစွဲတင်ပေးနိုင်ရတာတွေ့ရတယ်ဆိုတော့ဟိုဒီဘွဲကနောက်ခုကဒီ Chelsea ရဲ့ခံစစ်ပေါ့နော် Chelsea ခံစစ်က master class တော့မဟုတ်ပါဘူးဒါပေမဲ့ဒီ aggression ထက်စားရဲ့ anticipation လေးတွေနည်းနည်းများလာတယ်အဲ့ဒီအဲ့ဒီအပိုင်းလေးတော့ကြီးကျိုးကျင်တယ် Tottenham Hotspur ကတော့အခု Thomas Frank ကဟို Brentford မှာတော့ငါလို့ပဲ Chelsea ကိုသူ press လုပ်ကျင်တာကိုင်းလဲအောက်ဖိပြီးတော့ဒီဘွဲမှာလဲ ဒီပွဲထွက်လူစင်းက central midfielder လေးကဘလို့သုံးပါလေဆိုတော့ဒီ line up တရားတို့သူတို့ထင်တယ်လို့ထိုးတာပေါ့လေနိပြတွေခါတကယ်တော့ဒီ line up box လေးမှာကစားမနံပါတ်ဖြည့်ပြီးတာမဟုတ်ကစားမနံပါတ်အစင်လာတုံးတုံးဆိုချရေးလိုက်ပြီးတော့ပြီးတာအဲ့ဒါကိုဒီ line တွေပြန်ထုတ်တဲ့အခါကျတော့တကယ်တမ်းကျတော့ central midfielder လေးဦးနဲ့တော်တော်လူနေချခတ်တဲ့ပုံစံအဲတခုတော့တွေးကြည့်လို့ရတယ်ပယ်လညာကလည်းတကယ်လည်း စန်နာဘက်နှစ်ဦးကြောက်ဆင်းဆင်းပြီးတော့ back 3ဖြစ်သွားတော့ back 5တော့မဟုတ်ဟို wing back ပုံစံ full back နှစ်ယောက်က wing back just pants နဲ့ဟိုကောင်လေး patro poro နဲ့ကအပေါ်တက်လိုက်တော့အပေါ်တက်ပြီးတော့အကွင်းလမှာအကွင်းလမှာဟိုဘာဗီမာတာဆာရုံနဲ့ပြန်သွားပေါင်းတဲ့ပုံစံဒိုင်းမက်တိတ်အစင်မဖြစ်အောင်ချက်ဒီ spark ကဒီဘွဲမှာလူတွေလည်းလဲတာပဲလဲလဲ thomas rank အသင်းကဘာမှလုပ်လို့မရဘူးအသင်းမှာက ball progression ဟိုတေချာမရှိတာအချယ်ဆီကဟိုသူ့အနေသူတော့ညီတယ်တော်တဟော့စ်ပါစ်ကိုဘယ်အချိန်မှဖိရမယ်ဘယ်အချိန်မှဖောက်ရမယ်လဲသူတို့သိတယ်နောက်လောတဲ့အချိန်ဒီမှာနောက်ကိုသွားရော့ဘတ်ဆန်ချက်ဒါကျွန်တော်အမြဲဝေဖန်ခဲ့တဲ့ကိုသွားဒီကိုသွားနဲ့ဆိုရင်တော့ဘာအောင်မြင်မှုမှမရဘူးဆိုတော့တော်ရော့ဘတ်ဆန်ချက်အသိမပြုခဲ့တကယ်စိတ်ချရတဲ့ခံစားမှုကိုပေးလာတယ်တက်လက်တက်ရတယ်နောက်ခုသူ့ဘောလုံးရတဲ့အချိန်တိုင်းမှာ ို့အသင် attacking ဘယ်လိုပြန်စနိုင်မလဲဆိုတော့သူအများအားတွေးတယ်။အရင်ပြဿနာကြီးတက်တာကဒီမနိုင်ဝင်ထမ်းပြီးတော့အဲ့ short pass တွေနဲ့ beta play တွေရှောက်တန်းတန်းနဲ့အဲ့အမားတွေကျူးလွန်ပြီးတော့ပြဿနာတက်တာ။အဲဒါမဲ့အခုဒါ Robert Sanchez ကစားတာ။ဟောတော်တော်လေးကောင်းလာတယ်လို့ခံစားရတယ်။အဲပြီးခံစားမှလည်း Wesley Fofana ပြီးတော့ Chalobah အရန်ကောင်းတယ်အရန်ညက်တယ်တော့မဟုတ်ဘူး။ဒါမဲ့သူတို့တာဝန်ကျေခဲ့တယ်။မာလိုကိုစတိုအဲကောင်းတယ်ကိုကိုရီးယားကောင်းတယ် ဘယ်လိုပြော race ကတော့ကွင်းလည်းမှာနည်းနည်းဘယ်လိုပြောမလဲဆိုတော့သူ့စီမှာ key moments တချို့ရှိတယ်။ဒါပေမဲ့သူ့တိတ်ပြီးတော့စိတ်ချလို့မရဘူးဆိုတဲ့ပုံစံမျိုး။အဲ့ race နဲ့ Anthony Fernandez နဲ့ကနည်းနည်းယော့သွားတော့ my mother sky သူ့ပုံပြမှာအားကြောင့်ပေါ့။ကန်လာချုပ်ကစားတာမဆိုဘူး။ Gedance ကတော့တော်တော်စိတ်စိတ်ကုန်မှုကောင်းတယ် Gedance က Chelsea က Maruki ကိုဟိုအရင်လုံးလေးလို့ခေါ်လာပြောထောင်ဟို တုံးလို့ရပြီဆိုတဲ့အချိန်ကျတော့ကြောင်းထုတ်ပြီးတော့ကက်တန်ကိုအဲ့အယောင်းတုံးကိုတစ်ခါပြန်သွေးအောင်မှာဘာလို့ချင်လာလဲမသိဘူးအဲ့တခုကတော့ကက်တန်ကတော့ကစားတာလည်းအဆင်မပြေဘူးယုံကြည်မှုလည်းမရှိဘူးထက်ထက်မြက်မြက်လည်းမရှိဘူးတိုးတလာလာနေကြလို့ရှိပါတယ်အခုမှဆက်ကြောတက်နေရှိသေးတာပေါ်ပေါ်လဲကောင်းလာနိုင်ပါတယ်ဒါပေမဲ့အခုအထိကတော့တော်တော်အဆင်မပြေဘူးကျွန်တော်တို့ကတော့သူဆက်ကြောတက်တက်မတက်တက်ပေါ့လေဒီကစားသမားတယောက်နီးပြား ယုံလို့ကွင်းနဲ့ထည့်လိုက်ရင် performance ကောင်းပြနိုင်တဲ့အဆင့်ရှိလားမရှိလို့ကြည်လိုက်ဂျက်ဒန်းရဲ့အနေထားအဆင့်မျိုးကနာချိုတော်နဲ့အဆင့်ပြေးသေးတယ်ကနာချိုကလည်းအဆင့်အပြေးကြီးမဟုတ်ပေမဲ့တော်သေးတယ်ဂျက်ဒန်းစတက်စာရဲ့ဟိုပက်ဒရိုပေါ်ရိုကိုအစောပိုင်းမှာချိန်ချောင်းနိုင်တယ်ပြီးတော့ပြိုင်ဘက်ခံစားကစားသမားတွေကိုနည်းနည်းတော့ဟိုထိထိပြပြဖြစ်စေတယ်ပြီးရင်အဲ့ဘောလုံးကထွန့်ထွက်သွားမှမထွက်မထွက်ပြောလို့မရအောင် ဂျက်ဒန်ကအဲ့အနေထားမှာမရှိဘူး။နောက်ကောင်လေးကောင်ရှိသေးတယ် target charge ။အဆင်မပြေဘူး။အဲ့ကလေးတွေကရောင်းရင်ရောင်းမရောင်းရင်လည်းအငှားချပြီးတော့တခြားအသင်းမှာပွဲအတွေ့အကြုံရှာမှပဲရမယ်ချက်စီက။ Asterbaum ကတော့အရန်ကြိုက်တယ်။ Asterbaum ကခိုးဘက်မှာပြန်ပါလာတဲ့အချိန် Asterbaum ခိုးဘက်မှာ Asterbaum လက်ထက်ပို့ပြီးတော့ရင့်ကျက်လာပြီးပွဲရော်ဒန်ပို့ပြီးမိလာ။ဒီ Asterbaum ကသူသူဝင်လာတဲ့အချိန်ကစားတာနဲ့ပရိုနာတိုအတင်းယုံကန်နေရတယ်အရန်ကွာတာ။ နထိုးကဒီလိုပဲဖြစ်နေပါပဲနထိုးကြည့်လိုက်ရင်ကြိုးစားမယ်ကောင်းတဲ့ပွဲကောင်းရယ်အခုလိုမျိုးဒီ Jazz Band ကိုလည်းမကြောပြီးတော့ Jazz Rival ထွက်ပြီးတော့ Uroki ဝင်လာလည်းမကြောပြီးတော့ဘောလုံးတွေကလိတ်ခိုင်းကုန်းပြီးတော့အတင်းအသေးအတန်အရန်ပင်ပန်းနဲ့ကြည့်ရတာသူတော့မသိဘူးကိုကြည့်ရလို့ဆိုတော့ပင်ပန်းတယ်အဆက်ပေါင်းဝင်လာတော့သူ့အနာကိုဝင်ပြီးတော့ press လုပ်လို့တော့မရဘူးဖက်ဖက်ဆိုဘောလုံးထုတ်ရကြတော့ထုတ်မလို့နဲ့ဒီကြောဒီလိန်နဲ့လိန်ထွက်သွားတာ ိုတဲ့အနေထားမျိုးဆိုတော့အစပေါင်းကစားတာကရေချီမှာတော့နက်တိုအရန်ကုန်ရောက်မှာပဲနော်ဆိုတော့ဒါတော့ဒါပါတော့နောက်ဆုံးတော့ဒီ Chelsea ကဘတ်ဒီ Joao Pedro ရဲ့ဂိုးနဲ့တလုံးတလုံးတစ်ဆုံးဂိုးနဲ့နိုင်တယ်တကယ်တော့ဒီဘောကဒီထက်ပိုပြီးတော့ကိုးပြတ်တင်တယ် Joao Pedro ပွဲပြီးကနီးကိုးဒီထက်ပိုင်တာမရှိဘူးဆိုတော့ဘောလုံးတော့မှရအောင်ချော်သေးတယ်ရှေ့မှာလည်းအပိုင်လုံးနေရှိသေးတယ်နောက်တခြားဒီ Cadence ဒီ Pedro ပြီးတဲ့ဘောလုံးကန်တဲ့ကန်ချက်ကတော့တော်တော်ခြားလို့လည်းထွက်သွားတော့ဒါပါတော့နောက်ဆုံးတော့0-1နဲ့နိုင်တယ်ပေါ့နော်ဆိုတော့ဒါတော့ the spas 01 chelsea နဲ့ပွဲနဲ့ပတ်သက်ပြီးတော့တုံးသက်ခဲ့တာဖြစ်ပါတယ်ကျေးဇူးအားပေးကြပါသေးတယ်အားလုံးအထူးပဲကျေးဇူးတင်ပါတယ်